မြန်မာနိုင်ငံတဝမ်းမှာရေကြီးရေရှမ်းမှုများ2025ခုမေလ25ရက်နေ့မှ26ရက်နေ့တွင်ဖြစ်ပွားခဲ့တဲ့မြန်မာနိုင်ငံတဝမ်းမှာရေကြီးရေရှမ်းမှုများကိုစုစည်းဖော်ပြပေးမှာဖြစ်ပါတယ်။ဒါကတော့ချာပုံမြို့ဗန္နာဝင်ကျေးရွာဘုံကြီးကျောင်းမှာရေကြီးနေတဲ့မြင်ကွင်းမှာ နိုင်ဆိုင်ကြောင်းအကံမှာလဲမိုးများတဲထန်စွာရာသွန်းပြီးတော့ရေဘဲခင်းတွေကျေမြုပ်နေပုံပဲဖြစ်ပါတယ်။ဒါကတော့တန်လုံးတာကေတဖိုက်စတာစိုက်ကံရေတက်နေမှုမြင်ခွင့်ပဲဖြစ်ပါတယ်။ 人家包个来庙嘞，一叫一季嘛，一姐也千皮包你嘞，年过年皮包嘞。 ဒါသာမကွေးတိုင်းဒေသကြီးမျိုးသစ်နဲ့မျိုးလူနေကြကပလင်းချောင်းမှာရေကြီးရေရှမ်းနေပုံပဲဖြစ်ပါတယ်။ကားဆရာကြီးများလည်းရဲဆွန်ပြီးဖြတ်တန်းနေကြရပါတယ်။ ဒါကဖြာပုံမြို့နယ်ခပြက်ရွာရဲ့ရေကြီးရေရှမ်းမှုဖြစ်ပါတယ် တော့အရာဝတီတိုင်းဖြာပုံခရိုင်ပုဂလိမြို့နယ်ကကရုံကနီကျေးရွာပဲဖြစ်ပါတယ် ါကတော့ area တွေတိုင်းဖြာပုံမျိုးနဲ့နောက်မီးကျေးရွာမှာရေလွှမ်းမိုးနေပုံပဲဖြစ်ပါလေ။ဒါကဒါကတော့မလိုက်မျိုးနဲ့အုတ်ကြီးရွာမှာပါ။ ါကတာချီလေးမျိုးဘယင်းအောင်စဲနေညသဟလမ်းမဲ့ဖြစ်ပါတယ် မဲတင်းမြို့နယ်အင်းနိုင်ကျေးရွာနောက်ဘက်ကရွာဝင်းချောင်းပါပဲ။ ါးကမလိုက်မြို့နယ်မြောင်ကုန်း6တားအချင်းနေပါမြင်းဦးလက်ကျေးရွာအုပ်စုကျေးရွာ73ရွာကိုတွေ့တန်းထားတဲ့လျှက်စစ်မိတယ်များတော့ပျက်စီးသွားပါပြီ။ 没来一票的,的,的,的，没来要一的。有那个可以唱的啦，唱我咯，就交班了，班了货了。 ွေချောင်းပေးနာလမ်းပေါ့ဒါတော့ဟိုပါ32 32တဲ့သွားတယ်ပေါ့နော်အဲဒီနာမှာပါကျွန်တော်ဟိုဘက်ဆိုရင်တော့ဒီဗာလေး35ပြီးပွားပေါ့နော်ဖတ်တဲ့ဘက်အဲအဲဒီလမ်းမကြီးပေါ့နောက်ချောင်းကျော်ဟိုကနောက်ကလာဘက်ကနေဆိုရင်ခနစုဖျားခနစုဖျားဟိုဘုံသားကနေတက်ပြီးတော့ဒါတဲ့နာမကြီးတခြားတော့လုံးဝရေးအပြည့်ပဲဒါတဲ့ဒီနေရာမှာမဟုတ်ဘူးသာပေါ်တော့တော့ဘုံနေရာကြီးပါလေဘုပ္ပတွေပါလေအများကြီးရှိတယ်ဒီရပြည့်ရှင်အာတော့တော်တော်တက်တာတော်တော်တက်တာရစက်အာဒီဘက်ကိုတကယ်လို့ပေါ်တော့ကေ ားနဲ့လာတဲ့ရေကိုဆိုရင်တော့ဒီရပိုင်းလေးကိုရှောင်ကားတဲ့တယ်ပေါ့နော်။အင်ဂျင်ကြီးကားအောက်ပိုင်းရေဝင်ပါသူ့လိုပေါ့နော်။အဲ့ဒီချက်လေးရှိတယ်ပေါ့နော်။စပိန်လိုပါဆိုရင်လည်းဒီသွားလာတာလည်းဆင်ပြေအောင်ပေါ့နော်။ကားရတော့တိတ်ရောအဆင်မပြေနိုင်ဘူးပေါ့နော်။လိမ့်တဲ့ကားတွေဆိုတော့လမ်းမကြီးဖြစ်ပေါ့နော်။အလဲဒီအလဲဒီကိုတက်နေတာဒါဒါတင်များလေးပဲ။အဲဟိုဘက်ဆိုရင်ကပလန်းလုံးမြုပ်သွားတယ်။အိမ်လေးပါရှိရောလား။နောက်ချက်။တော့တော့ကြည့်ရအခါမတွေ့ ရန်ကြီးဘွာဖြစ်တယ်ပါမယ်နဲ့ဒီရာမှာတော့ပုံတိုင်းပေါ့နော်ပုံပေါင်းပေါင်းလေးပုံတိုင်းပဲပါတယ်။တော်ရည်ဒါလေးလာပြောပြတာပါချောင်းကြီးကိုနော်။အဲဒီဘက်ကြောင်းနောက်တစ်ခုပတ်ချမ်းကိုသွားမဲ့လာမဲ့ညီွေတော့ပေါ့နော်။ကားနဲ့သွားမဲ့ညီွေတော့ဆိုရင်တော့ကားအောက်ပိုင်းနေတယ်ဆိုတော့စိတ်ဆိုးတယ်